မိဘဆိုတာမိဘတိုင်းမိကောင်းဖခေါင်းဖြစ်တာမှမဟုတ်တာနော်မိကောင်းဖခေါင်းမဖြစ်ဘူးလေတချို့မိဘကဘုရားကျေမကျေယုံနေမှာဘူးကိုချင်းတရားမကောင်းတဲ့မိဘရောရှိနိုင်တာပဲလေအဲ့ဒီလိုမိဘကငါးပါးတိလာမလုံဘူးဆိုပါစို့ကိုချင်းတရားမကောင်းဘူးအဲ့ဒီလိုကိုချင်းတရားမကောင်းတဲ့မိဘကိုသာသမီးက စော်ကားရင်ရောအပြစ်ရှိသလားလို့ဒီလိုမေးလာကြမေးလာတဲ့အခါကျတော့ကျေးဇူးဆိုတာကျေးဇူးပဲနိကျေးဇူးဆိုတာကျေးဇူးတရားမိဘကသာသမီနဲ့ဘသူကအရင်မွေးတာတော့ဆိုမိဘအရင်မွေးတာမိဘအရင်မွေးလိုက်လို့မိဘကကိုယ်ကိုစောင့်ရှောက်ပြီးတော့ဒီလောကကြီးတဲ့လက်ခံလိုက်လို့ကွာဒီလောကကြီးတဲ့ရောက်တာလို့ဆိုတော့မိဘရဲ့ကျေးဇူးဟာကိုယ်ပေါ်မှာရှိနေတယ်ဘယ်လိုနည်းနဲ့မှ မိဘကိုစော်ကားလို့မရဘူးဒါမိဘကိုစေတနာဆိုးနဲ့သိစီလိုတဲ့စိတ်နဲ့ဒေါသနဲ့မိဘကိုတတ်မယ်ဆိုရင်တော့မာတုကရကပိတုကရကကံထိုက်တာပဲဆိုးတဲ့မိဘဖြစ်ဖြစ်ကောင်းတဲ့မိဘဖြစ်ဖြစ်ဘယ်မိဘပဲတောင့်တောင့်ဘယ်မိဘပဲတတ်တတ်မိဘကအရက်တွေဘလို့တောင့်နေနေအကျင့်စာရိတ္တဘလို့ဆိုးနေနေ ကျင်းစာရိတ္တဆိုးတဲ့မိဘကိုသာသမီကနေပြီးတော့ဟိုစောကားမယ်တပ်ဖြတ်မှုကျွလွန်မယ်ဆိုရင်တော့တပ်ဖြတ်မယ်ဆိုရင်တော့မတုခရကပိတုခရကခံထိုက်တာပဲမထိုက်ဘူးလို့ရှိဘူးเนาะဘာလို့လဲတော့ဆိုတော့အဆင့်ကောမိဘအဆင့်ကိုကသာသမီအဆင့်ပဲဒီနှစ်ခုကပြောင်းလဲပြင်လို့မရဘူးပြောင်းလဲပြင်လို့မရဘူးကို ကမိဘနေရာမှာမဟုတ်ဘူးသာသမီနေရာမှာပဲရှိတယ် လောကကြီးလာခွင့်ပြုထားတဲ့ခြေဆုကကိုခြေဆုသူမကောင်းတာကိုနဲ့မဆိုင်ဘူးသူမကောင်းတဲ့အကုသိုလ်ကသူပဲခံရမှာကိုနဲ့မဆိုင်ဘူးသူမကောင်းလို့ရှိရင်ကိုခံရမှာဒါဒီလိုတွေးဖို့လိုအပ်တယ်ပေါ့နော်မိဘမိဘပဲမိဘကိုစော်ကားလို့ရှိရင်မိဘမကောင်းလို့ပဲစော်ကားစော်ကားစော်ကားတဲ့အပြစ်ဟာကိုအပြစ်ဘာဖြစ်လို့အပြစ်ဖြစ်ရတော့ဆိုဣမတ္တလောကတ္တသတ္တိတာရောကိုဒီလောကယူ လာခွင့်ပြုထားတဲ့အခြေစိုးကြောင့်ပဲလောကလူတွေကတခုကူညီလိုက်ရင်တော့ကျေးဇူးတင်ပါတယ်လို့ပြောလို့ရှိကြတယ်အကြီးအကျယ်ကူညီထားတဲ့မိဘကြတော့ကျေးဇူးတင်ရကောင်းမှမသိဘူးနော်ကျေးဇူးတင်ရကောင်းမှမသိပဲနဲ့ရန်စကားပြောတာရှိသေးတယ်ခမကြီးတို့အွာလုံးလို့ကြုံမွေးတာဘာမှမဖြစ်ဘူးဆိုပြီးတော့နော်အဲ့ဒါလို့လဲပြောရကြတယ်မဟုတ်ဘူးအွာပြူတိုင်းမွေးမှာမဟုတ်ဘူးနော် အခုကဘောရှင်းစာရှိတယ်လေအဲ့ဒါကိုလာခွင့်မပြုဘူးဆိုလို့ရှိရင်ဒီကနေ့ခင်မှာလာခွင့်မပြုတာတွေအများကြီးပဲ family planning ဆိုပြီးတော့လုပ်ပြီးတော့မိသားစုထဲမှာတယောက်ဖယ်လက်ခံမယ်နှစ်ယောက်ဖယ်လက်ခံမယ်အခုကန့်တတ်ကုန်ပြီနော်တယောက်ဖယ်လက်ခံမယ်နှစ်ယောက်ဖယ်လက်ခံမယ်ကန့်တတ်ဒါကြနိုင်လာလို့မရဘူးကဘာနဲ့တဝမ်းကန့်တတ်မှုတွေလောက်လာကြပြီသူတော်ကောင်းတွေရဲ့အမြင်ကြတော့နှစ်ဖက်ပဲလို့မြင်ရတော့ဆိုတော့ အေးမိဘဆိုတာခြေဆုရှိတယ်တိလားရှိသည်ဖြစ်စေမရှိသည်ဖြစ်စေမိဘကခြေဆုရှိတယ်ခြေဆုတာကိုယ်နဲ့ဆိုင်တာတိလားရှိတာမရှိတာကိုယ်နဲ့မဆိုင်တိလားရှိတာမရှိတာသူ့ရဲ့ကိုယ်ရေးကိုယ်တာလို့ဒီလိုတွေ့ရခြေဆုရှိတာမရှိတာကိုယ်နဲ့ပတ်သက်တယ်ဒီလိုဆိုရမှာနော်သာသမီကလည်းပဲထို့တူပဲတို့ဟာခြေဆုရှိတဲ့ပုဂ္ဂိုလ်မှုခြေဆုတင်ရမယ်ခြေဆုပြုရမယ်ဒီလိုဆိုရမှာ မိဘစကားဆိုတာတာသမီးကနားထောင်ရတယ်ဒါကရှင်ဘုံရအပြင်ပြောတဲ့စကားခုနစကားကိုပြန်ကောက်ကြည့်မိဘကအကျင့်တိလာမရှိဘူးပညာမရှိဘူးတာသမီးကအကျင့်တိလာရှိတယ်ပညာရှိတယ်ကဲမိဘကကိုယ့်ကိုဆုံးမလို့ရှင် အရက်ပလင်းယူခဲ့စမ်းအရက်ငှားစမ်းတော့ဝယ်စမ်းဆိုရင်ဘယ်လိုလုပ်နော်အဲ့လိုမိဘရောမရှိနိုင်ဘူးလား အဲ့ဒီလိုရှိလာရင်ရောဘယ်လိုလုပ်ရမလဲနော်ဒါမျိုးကလောကကြီးမှာအခုမိခွန်းတွေတက်တက်လာတယ်လေအဲ့ဒါမျိုးတွေတက်တက်လာအဲ့တော့မြတ်စွာဘုရားကမိဘကိုသာသမီကမလုပ်ပေးရမလဲလို့ဆိုတဲ့အခါမှာဓမ္မနဲ့ခြေစူးချက်ခြေတယ်တဲ့တရားမရှိတဲ့မိဘတရားရှိလောက်အောင်သာသမီကမိဘကိုတရားတရားဖြစ်လောက်တွေးဆောင်ပေးရမယ် ကိုချင်းသီလမရှိတဲ့မိဘကိုချင်းသီလရှိလားအသိပညာမရှိတဲ့မိဘမိဘအသိပညာရှိလားသာသမီကလှုပ်ဆောင်ပြီးတော့ပေးနိုင်မယ်ဆိုရင်ဒီသာသမီဟာမိဘခြေစုကိုခြေလျအောင်ဆက်ရရောက်တယ်ဓမ္မနဲ့ခြေလျအောင်ဆက်ရရောက်တယ်လို့ဒီလိုတုတ်တန်တစ်ခုမှအဲ့ဒါလို့ခေါ်ထားခေါ်ထားသည့်အတွက်ကြောင့်မိဘရဲ့ဒုစရိုက်လုပ်ငန်းကိုတော့သာသမီကအမပေးတိုက်ဖို့ပေါ့ကိုကိုယ်တိုင်ကပညာရှိလာပြီဆိုရင်နော်ကောင်းတဲ့ဘက်ကိုတာလဲကိုမိဘကိုရောက်အောင် ပို့ဆောင်ပြီးတော့ပေးတဲ့နေတီယိုကျောင်းမှာတောနာဆိုတဲ့မထေမြတ်ရှိတယ်သူကငယ်စဉ်ကတည်းကယဟန်ဝတ်သွားပြီးတော့ယဟန်တာဖြစ်တယ်သို့တော့သူ့ဖေကတော့မုတ်ဆိုးကြီးဟောလို့ပြောလို့မရဘူးအသက်အရွယ်ကြီးလာတဲ့အခါကျတော့ဒီတားကောင်လေးကိုမဖမ်းနိုင်တော့ဦးမင်းလာတဲ့အခါကျတော့မှ ချော့မော့ပြီးကြောင်းခေါ်ပြီးဦးဇင်းကြီးကိုပေးထားဦးဇင်းကြီးကိုပေးထားအဲ့ဒါလည်းပဲလောရမှာပဲအဖေကအရဲဝယ်ရင်တော့ဝယ်မပေးနဲ့ပေါ့ချော့မော့ပြီးတော့အဲ့ဒီမှာချော်ရည်လေးပါလေးဝယ်ပေးပေါ့ဒီလိုပဲလောရမှာပဲနော်သာသမီကကိုကျင်တရားကောင်းပြီးတော့မိဘမကောင်းဘူးဆိုရင်သာသမီကမိဘအရာလိုနေပြီးတော့ကိုမိဘခေါင်းလာအောင်သွေးဆောင်ဖျားယောင်းလို့တိုက်တော့နှုတ်ဆော်ပေးလို့ရှင်လေ မိဘကကောင်းတဲ့အနေအထားမျိုးရောက်လာနိုင်တယ်ပေါ့ဒီလိုပဲလုပ်အောင်ပါပဲဟောနောက်တစ်ခုကဆိုပါစို့ကျန်ကျန်ဖမမေးရကြတယ်မိဘစကားကိုနေရာတိုင်းနားထောင်ရမှလားလို့နေတဲ့အခါမှာအေးကျိုးချောင်းစီလျော်တဲ့မိဘစကားကိုတော့နားထောင်ကျိုးချောင်းစီလျော်မှုမဟုတ်ဘူးကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာတဲ့ဟာမျိုး ကိုကဥပမေဖုန်းကြီးဝတ်ချင်တယ်မိဘကမိုးစေချင်ဘူးသို့တော်မြတ်စွာဘုရားကအဲ့ဒီနေရာမှာမိဘရဲ့သဘောတူညီချက်ကိုယူရမယ်လို့သူတို့ဟောတာရှိဒါကဘာကြောင့်ယူခိုင်းတာတုန်းဆိုတော့ခမည်းတော်သုတ်တော်ရဏမင်းကြီးကရှောက်သွားတာအရှင်ဘုရားတပည့်တော်ဟောဒါလေးတော့ဂတိပေးပါဆိုပြီးရှောက်သွားတယ်နော်မိဘရဲ့စိတ်နှလုံးဆိုတာတဲ့ကိုသားသမီးအပေါ်မှာအမတန်မှချစ်တယ်တဲ့ဒါကြောင့်မို့မိဘခွင့်မပြုရင်တင်ကားဝမပေးပါနဲ့ဆိုတာကြောင့်မြတ်စွာဘုရားဒါကိုဂတိပေးလိုက်တာ သို့သောရှင်သာရိပုတ္တရာရဲ့ညီအငယ်လေးရေဝတ္တဆိုတာကြတော့ရှင်သာရိပုတ္တရာကမှားထားတယ်ညာတော်တွေကိုတော်တို့တဲ့တပီးတော့ညီလေးရောက်လာလို့ရှင်ဝတ်ပေးလိုက်ပါတဲ့တပီးတော့အမေဖေရဘုရားဘာသာရီမဟုတ်ဘူးတဲ့ဘာသာကြားလေးဖြစ်နေတယ်သူတို့စီခွင့်တောင်းစရာမလိုဘူးသူပဲမိပါပါပဲလို့ပြောတာရှိတယ်နော်အဲ့တော့ကောင်းတာလုပ်ပြီဆိုတဲ့အခါကျတော့တခါတခါမိဘသဘောတူ တူသည်ဖြစ်စေမတူသည်ဖြစ်စေတော့ရတာရှိတယ်ကောင်းတဲ့အလုပ်လုပ်တာကိုကဲမြတ်စွာဘုရားရဲ့အလောင်းတိတ်တရမင်းသားတောထွက်တယ်မိဘတွေကမထွက်စေခြင်းဘူးစာပေထဲမှာဘယ်လိုထားရုံဆုံးမာတာအကာမကဏ္ဏမာတာပိတုဏရုထန္တနာနဲ့အမေဖေတွေကမသွားစေခြင်းလို့ငိုယိုနေတော့ဘုရားအလောင်းတွေတောထွက်တော့မိဘတွေကနားမထောင်ဘူးလို့ပြောမှာပေါ့ခဏိခင်မှာဆိုရင်နော်အဲ့တော့ဒီကိစ္စမှာ မိဘတကားနားထောင်နေလို့ရှိရင်ဖျားပြစ်ပါမလားဖျားပါပါကောင်းနေပဲလုံရမယ်ဆိုတဲ့နေရာကြတော့မိဘတကားဟာအဓိကမဟုတ်ပြန်တော့ဘူးပေါ့ဒီလိုဆွလို့တာနော်နားထောင်ရမယ်ဆိုတာသုံးမဩဝါဒအနေနဲ့ကြနားထောင်အောင်သို့တော့မိဘတကားကကိုယ့်ရဲ့ကိုကြီးမန်းနဲ့ကုသိုလ်တွေအောက်တန်းကြနေလို့ရှိရင်တော့နားထောင်လည်းမလိုဘူးလို့ပြောရမှာပဲဒါတာရကရှိလားရှိတယ်လေဖျားလောင်းနေမိဘတကားနားမထောင်မနဲ့တောထွက်သွားတာတွေအများကြီးပဲ တော့ထပ်ပြီးတော့တရားဓမ္မကျင့်ကြံမျိုးကိုအထောက်တာပဲအဲ့တော့မိဘရဲ့ဆုံးမဩဝါဒကနိမ့်ချနေပြီးတော့ကိုလုတ်တဲ့အလုတ်ကပို့ပြီးတော့မြင်းမြတ်နေလို့ရှိရင်တော့မိဘတကာနားထောင်ကြရမလို့တော့ဘူးပေါ့ဒီလိုဆုံးမှာပေါ့เนาะ